မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ချမ်းမာရှိကြပါစေလို့မစမရေဒီယိုဖဲ့သူဖဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။နိုဝင်ဘာလ15ရက်စနေနေ့မနက်ပိုင်းမစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ဒီမှာရှောမှာဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ရွှေပြိုင်းဖြူကုမ္ပဏီပိုင်ရှင်အပါအဝင်စီးပွားရေးလုပ်ငန်းရှင်တချို့ကိုစစ်ကမ်းဆောင်ကဂုံတူးဆောင်တစ်စိတ်ပေးအပ်တဲ့တဲ့င်းနဲ့အတူ မောတောင်မြို့ကို KNL ဘူးပေါင်းတပ်တွေက၄ရက်နဲ့အပိသက်တိုက်ခိုက်သိမ်းပိုက်တဲ့တဲ့င်စတဲ့တဲ့င်တွေအပါအဝင်နောက်ဆုံးရပြည်နှင်းတဲ့င်တွေနဲ့တပတ်တွင်းကထူးခြားနိုင်ငံတကာတဲ့င်တွေကိုတင်ဆက်ပေးပါမယ်။တဲ့င်တွေနောက်ဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေတဲ့ Key to Health အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းတဲ့င်တွေကိုတင်ဆက်ပေးသွားမှာပါ။ င်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်သတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမကျူချမ်းပါ။ရှမ်းပြည်နယ်မြောက်ပိုင်းတေဘောမြို့နယ်လောင်ရှိုးမြို့ကြားမှာစစ်ကော်မရှင်တပ်နဲ့ကိုကန့်တပ် MNDAA တို့ကြားတင်းမာမှုဖြစ်နေပြီးနိုဝင်ဘာ14ရက်နေ့မနက်ကစပြီးတော့တေဘောမြို့အထက်တရားကိုဖျက်ဆီးခွင့်ပိတ်လိုက်တာကြောင့်သွာလာလို့မရတော့ဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ လာရှိုးမျိုးဘက်သွားရတီဘောမျိုးအထွက်ကတီဘောမျိုးတရာအဝင်ရောအထွက်ပါပိတ်ထားတာကြောင့်ခီးသက်တန်ကားကြီးကောင်းငယ်တွေနဲ့ကုန်တင်ကားကြီးတွေမျိုးရင်းမျိုးပြမှာရန်နာဆောက်ဆိုင်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့မှာတမ်းမျိုးသားလွတ်မြောက်ရေးတမတော် TNLC ကနေစစ်ကောင်မရှင်ကပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တီဘောလာရှိုးလန်းကို သွာလာခွင့်ပြုခဲ့တာပါအဲဒီနောက်နိုဝင်ဘာ14ရက်မနက်မှာရုတ်တရက်သွာလာခွင့်ပေးလိုက်တာဖြစ်တယ်လို့ဒေသခံကပြောပါရတယ် တိုက်ပွဲတွေထပ်မံဖြစ်ပွားလာနိုင်ခြင်းရှိတယ်လို့လည်းဒေသခံကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့မှာလောင်ရှိုးမြို့စစ်နှကောင်ဟိုတယ်မှာစစ်ကောင်မရှင်တက်တဲ့ကိုကန့်တက်တို့ကြားတွေးဆမှုရှိခဲ့တယ်လို့ MNDAA နဲ့နှိစက်တဲ့သတင်းရင်းမျက်စိကနေသိရပါတယ်။ဆွေးနွေးမှုရလဒ်ဘလိုမျိုးရှိတယ်ဆိုတာကိုအတိအကျမသိရပါပေမဲ့ညှိနှိုင်းမှုအဆင်မပြေဘူးလို့ဆိုပါတယ်။တဆယ်၂၈စစ်စင်ရဲ့အပိုင်းနှစ်မှာကိုကန့်တက်သိမ်းပိုက်ခဲ့တဲ့လောင်ရှိုးမြို့ကိုတရုတ်ရဲ့ဂျောင်းဝင်ပေးမှုနဲ့ဆေအုစုကဧပြီလမှာပြန်လည်ဝင်ရောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့လာရှိုးမြို့တဲကိုပဲစစ်ကောင်မရှင်တက်ကတက်ဆွဲထားနိုင်ပြီးတော့မြို့ပြန်ပလဲမှာ MNDAA ကဆက်လက်တက်ဆွဲထားပါတယ်လက်ရှိမှာ MNDAA ကတရုတ်အစိုးရရဲ့ညှိနှိုင်းပေးမှုနဲ့စစ်ကော်မရှင်တပ်နဲ့အပြည့်ရဖို့သဘောတူညီထားပြီးမြဲအောက်တိုဘာ25ရက်နေ့မှာထုတ်ပြန်တဲ့ MNDAA အပတ်စဉ်တက်ဂေတာများအလှည့်ကျတင်းနှံစင်းပွဲမှာ MNDAA စစ်ဦးစီးမှုချုပ်ကလက်ရှိရထားတဲ့အပြည့်ရမှုသဘောတူညီချက်ဟာအစင်ဆိုင်ရရလတ်တစ်ခုသာဖြစ်ပြီးတော့နောက်ဆုံးအေကန်ငင်းချမ်းရေးမဟုတ်သေးကြောင်းပြောကြားထားပါတယ် ဆယ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်နေတဲ့ရွှေပြိုင်းဖြူကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးသိန်းဝင်းစောအပါဝင်စီးပွားရေးလုပ်ငန်းရှင်တချို့ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကစွမ်းဆောင်မှုဆိုင်ရာဂုံတူးဆောင်တစိုက်တီချီးမြှင့်အနှံလိုက်တယ်လို့ဆယ်အုပ်စုကနိုဝင်ဘာလ14ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ရွှေပြိုင်းဖြူကုမ္ပဏီအတံမြန်မာလိမိတက်တိုးရဲ့ဥက္ကဋ္ဌဦးသိန်းဝင်းစော၊မတ်မြန်မာဂရုစော့ကုမ္ပဏီဥက္ကဋ္ဌဦးအောင်ကျော်၊စေအောင်စုနဲ့နှီးစပ်တဲ့စီးပွားရေးသမားအဖြစ်လူသိများတဲ့ရွှေတန်လင်းကုမ္ပဏီဥက္ကဋ္ဌဦးကျော်ဝင်း အေဘန်ဥက္ကဋ္ဌဦးအာယု UAB Fan Foundation ဥက္ကဋ္ဌဦးနေအောင်တို့ကိုစွာဆောင်မှုဆိုင်ရာဂုဏ်သူဆောင်တစိတ်ချီးမြှင့်တဲ့လူမှုထူးချွန်တစိတ်ပထမအဆင့်ကိုချီးမြှင့်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတစိတ်ရရှိသူတွေထဲမှာ Pacific AA Foundation ဒုတိယဥက္ကဋ္ဌဒေါက်တာစောနေနွယ်အမရပူရာမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း Managing Director ဦးတန်းထိုက်ဆန်နဲ့မြမရှေးဆောင်ဘဏ် Director ဒေါ်ဟန်စုခိုင်တို့လည်းပါဝင်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံစံစပါအသင်းချုပ်ဥက္ကဋ္ဌဦးရဲမင်းအောင် ကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌဦးအေးဝင် Asia World Foundation ဥက္ကဋ္ဌဦးတောင်းကျိုင် Grand Rye Group International Company Limited နဲ့ The Subsidiary of Time Beverage Company Limited ဥက္ကဋ္ဌဦးအောင်မိုးကျော်တို့ကလည်းလူမှုထူးချွန်တဆိတ်ဒုရယအဆင့်ကိုချီးမြှင့်ခံခဲ့ရပါတယ်။ နိုင်ငံအတွက်ထူးကဲစွာအမှုထမ်းသူအကျိုးဆောင်သူတွေနဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုဆန်းဆန်းတမန်ထမ်းဆောင်ခဲ့သူတွေကိုထင်မြင်အနှင်းနာဖြစ်တယ်လို့စေုပ်စုကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စကောင်းဆောင်ရကုံလူဆောင်တစိယရွှေပြိုင်းဖြူကုမ္ပဏီဥက္ကဋ္ဌဦးသိန်းဝင်းစောဟာ Justice for Myanmar ကထုတ်ပြန်ထားတဲ့အသက်ဆယ်နှစ်အထက်မတမာသူများစီရင်မှပါဝင်သူဖြစ်ပါတယ် သူဟာမြမဆဲအုပ်စုနဲ့ကာလရှိကြအချိုးစည်းပွားဆက်ဆံရေးရှိသူဖြစ်ပြီးဆဲအုပ်စုကျူးလွန်တဲ့ရက်ဆက်ကြံ့ကြုံမှုတွေကိုမတိကျွုံပြုကတစ္ဆာစောက်တီမှုနဲ့မြန်မာနဲ့စင်ကာပူနိုင်ငံမှာရှိတဲ့သူ့ရဲ့ကုမ္ပဏီပေါင်း30ဝန်းကျင်စီးပွားရေးလုပ်ငန်းအုပ်စုကတဆင့်တစ်ထုတ်လုပ်ရေးကြောက်စင်းတတ်တူတူဖို့ရေးနဲ့ရေနံလုပ်ငန်းတွေမှာအချိုးမြတ်အလွန်များတဲ့စာချုပ်တွေကိုရရှိခဲ့ကြောင်း GFN ကပြီးခဲ့တဲ့2023ခုနှစ်စက်တင်ဘာလထက်ကထုတ်ဖော်ပြောဆိုခဲ့ပူပါတယ်။ အာနာသိန်းကာလာတွင်ရွှေပြိုင်းဖြူကုမ္ပဏီကိုကနေဒါအစိုးရကပိတ်ဆို့အရေးယူထားပြီးအမေရိကန်အစိုးရကလည်း2024ခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာသိန်းဝင်းစောဇနီးဒေါ်တင်လက်မင်းတာဖြစ်သူကိုဝင်းပိုင်ကျော်နဲ့တမီးဖြစ်သူမတ်သိန်းဝင်းထတ်တို့ကိုတန်ခတ်ပိတ်ဆို့ခဲ့ပါတယ်ဒေါ်တင်လက်မင်းကတော့ပြီးခဲ့တဲ့ဇူလိုင်လအထက်မှာတခြားစစ်တပ်နဲ့နှီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်၃ဦးနဲ့အတူပိတ်ဆို့အရေးယူမှုစီရင်ကနေပယ်ဖျက်ခံခဲ့ရပါတယ် လက်ရှိမှာစစ်ကောင်းဆောင်ကလူမှုထူးချွန်တစိပထမအဆင့်ပေးအပ်သူ39ဦးရှိပြီးအဲ့ဒီထဲမှာဒရိုက်တာဆင်ရောမမောင်ဟာသာတယုတ်ဆောင်ဒိန်းအောင်လူမှုထူးချွန်တစိဒုတိယအဆင့်ပေးအပ်သူ42ဦးရှိပြီးအဲ့ဒီထဲမှာလည်းတယုတ်ဆောင်ဝေလူကျော်ဟာသာတယုတ်ဆောင်ငိမ့်ချန်းနဲ့တယုတ်ဆောင်ခိုင်နှင်းဝေတို့ပါဝင်ပါတယ်အမျိုးသားအောင်ပွဲနေ့မှာစစ်ကောင်းဆောင်ကစစ်ဗိုလ်ချုပ်တွေစစ်ရာရှိတွေအရက်ဖက်အရာရှိတွေပါဝင် လူပေါင်း1200ကျော်ကိုဂုံလူဆောင်ပွဲဂုံလူဆောင်တစိုက်တွေချီးမြှင့်ခဲ့တာပါ ဒရိုက်တာတွေဖြစ်တဲ့ကိုစောအာယုံဦးညိုမင်းလွင်ကျော်စောလင်းအတွေ့ပုံရိပ်တရုတ်ဆောင်တွေဖြစ်တဲ့ချမ်းသာကြည်စိုထူးခန့်ကျော်သပင်ပညာရှင် တင်မောင်ဆမ်းမင်းဝင်ဗရမယာကေခိုင်ဟာတာတရုတ်ဆောင်တိန်ညွန့်နဲ့အုံသီးတို့လည်းလူမှုထူးချွန်တစိတ်တတရအဆင့်တွေရရှိကြောင်းထုတ်ပြန်ထားပါတယ်ရှင် နေပြီးတော့ဩဒရသီရိတက်ကုံမြို့နယ်မှာရှိတဲ့စစ်ကောင်မရှင်တက်ရဲ့ရတနာမြေအခြေပြုလုံခြုံရေးစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဝင်ရောက်စီးနင်းခဲ့ပြီးခရမ်းတချို့နဲ့ငွေသားတချို့တင်ဆက်ရမိခဲ့တယ်လို့ PLA ကနိုမာလာ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်မရှင်တက်ဟာရမဲသိမ်းမြို့နယ်ကနေစစ်ကြောင်းတစ်ကြောင်းနေပြီးတော့နေအမြန်လန်းကနေစစ်ကြောင်းတစ်ကြောင်းအခြေပြုစခန်းနှစ်ခုကနေစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့နေမြေစိုးမိုးရေးစစ်ကြောင်းထိုးနေစဉ်ပြီးခဲ့တဲ့နိုဝင်ဘာလ၁၂ရက်နေ့ညနေပိုင်းကသူတို့ရဲ့တက်စခန်းကို PLA ကဝင်ရောက်စီးနင်းခဲ့တာပါစခန်းကိုဝင်ရောက်စီးနင်းချိန်မှာစစ်ကောင်မရှင်တပ်ကစခန်းစွန်ခွာထွက်ပြေးသွားပြီးတော့စခန်းတွင်းမှာရှိနေတဲ့ကင်းကြီးမျောစင်တဲ့ဘန်ကာတွေကိုစီးနင်းနိုင်ခဲ့ကစခန်းတွင်းဝင်ရောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ။နိုမာလာ73ရက်နေ့မှာတော့စကန်တစ်ခုလုံးကိုဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ပြီးကြည်တချို့ငွေသားတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတချို့တင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။လရှိမှာစစ်ကောင်မရှင်စစ်ကြောင်းနှစ်ကြောင်းဟာရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနှစ်ရာမှာစစ်ကြောင်းထိုင်ချနေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းရေတောင်ရှင်မြို့နယ်မှာမြေမြုံမှပောက်ကွယ်မှုကြောင့်အမျိုးသားတယောက်ဒဏ်ရာပြင်းထန်ရရှိပြီးတော့ခြေထောက်နှစ်ဖက်စလုံးဖြတ်တောက်လိုက်ရပါတယ်။ ရေတာရှင်မြို့ထိပ်ပေါက်ကျေးရွာမှာနိုဝင်ဘာ23ရက်နေ့မနက်9:00နာရီလောက်ကတောင်ယာတခုထဲမှာမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါဒေသခံဖြစ်တဲ့အသက်52နှစ်အရွယ်ဦးဝင်းနိုင်ကမိုင်းနှင်းမိတာဖြစ်ပြီးတော့လက်နှစ်ဖက်စလုံးဒဏ်ရာအပြင်းထန်ရသွားသလိုခြေထောက်နှစ်ဖက်စလုံးလည်းဖြတ်တောက်လိုက်ရတယ်လို့ဒေသခံတယောက်ကပြောပါရယ်။ဦးဝင်းနိုင်ဟာမိသားစု6ယောက်ရှိတဲ့အိမ်တော်ဦးစီးတယောက်ဖြစ်ပါရယ်။ဆင်းရဲနံပါတ်သူဖြစ်တဲ့အတွက်အကူအညီတွေပေးကြဖို့ကိုလည်းဒေသခံတချို့ကတောင်းဆိုနေကြပါရယ်။ ရေတာရှင်မြို့မှာပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကစစ်ကောင်စီနဲ့တော်လရင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီကတောင်ယာတွေနဲ့လူနေရပ်ကွက်တွေအနီးမှာမြေမြုံမိုင်းတွေထောင်ထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာ20ရက်ကရေတာရှင်မြို့နယ်စစ်တောင်းမြစ်အရှိတ်ကန်ကရွာသစ်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကို KNU ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကလည်းတရင်မှုတူးဖို့မှုကြီးညီနိုင်နိုင်အပါအဝင်15ရောက်တိစုံပြီးတော့စစ်တပ်ပန်း2ရောက်ကိုတော်လင်းတပ်ဖွဲ့တွေကဖမ်းမိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့ပါတယ်။မြန်မာနိုင်ငံဟာမြေမြုပ်မှိုင်းကြောင့်အရသာထိခိုက်တိစုံမှုအများဆုံးနိုင်ငံဖြစ်ပြီးတော့အလွန်အနေရကြီးတယ်လို့မြေမြုပ်မှိုင်းအသုံးပြုမှုတားမြစ်ရေးနိုင်ငံတကာစည်းရုံးလှုပ်ဆော်ရေးအဖွဲ့ ICPL ကထုတ်ပြန်သတိပေးထားပါတယ်ရှင်။စစ်ကောင်မရှင်တပ်ကနိုင်ငံတော်မှာလေချောင်းကဘုံကျဲတိုက်ခိုက်မှုတွေကြောင့် ဤခဲ့တဲ့အောက်တိုဘာလအတွင်းအရက်သား185ဦးသေဆုံးပြီးအဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်38ဦးပါဝင်တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူ922ဦးအထိရှိပြီးအဲ့ထဲမှာအသက်18နှစ်အောက်68ဦးအသက်18နှစ်နဲ့အထက်282ဦးနဲ့ခွဲခြားရမရသူ183ဦးအထိရှိတယ်လို့ NUG လူခွင့်ရေးဝန်ကြီးဌာနကဆိုပါတယ် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်မှာစာတင်ကြောင်24ကြောင်စေယုံစီကန်3လုံးနဲ့ဘာသာရေးအဆောက်အဦ18ခုပျက်စီးဆုံးရှုံးထားတယ်လို့ဆိုပါတယ်။စေုပ်စုတပ်ဟာအရသာပြည်သူတွေပေါ်လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်လေကြောင်းတိုက်ခိုက်မှုနဲ့အဓမ္မစစ်သားစုဆောင်မှုတွေကိုတလားထက်တလားပုံမှုလှောက်ဆောင်လာနေတယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနိုမလာ14ရက်နေ့မှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ လက်တလုံးမှာဆေးအုပ်စုဟာနိုင်ငံအနှံ့အထွေထွေရေကောက်ပွဲကျင်းပနိုင်မှုစက်တိုက်ပြင်ဆင်လှုပ်ဆောင်နေပြီးလက်လွတ်ထားရတဲ့နေမြေအများစုကိုလည်းပြန်လည်ထိချုပ်နိုင်ဖို့အတွက်အချိန်မြင့်တင်စစ်ကြောင်းထိုးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့တော်လှန်ရေးတပ်တွေကပြောကြားထားတာရှိပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ကုံသွဲရီမြို့တစ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစတိုက်ခဲ့တဲ့မောတောင်မြို့ကို၄ရက်အကြာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့တနင်္သာရီတိုင်းစစ်ဌာနကိုကဲရီမှုရဲဘော်စတာကမေစမကိုအတည်ပြုပြောကြားခဲ့ပါတယ်။ စစ်ကောမရှင်တပ်ဘက်ကတပ်ဖွဲ့ဝင်၁၀ခန်းနဲ့အထက်ဟာလက်နက်ချအညက်ခံခဲ့ပြီးတော့၂၀ဦးထက်မနည်းကတော့ထိုင်းနိုင်ငံဗတ်ချန်းကိုလက်နက်တွေနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဒါပြင်စစ်ကောမရှင်တပ်ပိုင်ဆိုင်တဲ့လက်နက်ခဲရအမြောက်များကိုလည်း KNL ပူးပေါင်းတပ်တွေကသိမ်းဆည်းရရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်မောတောင်မြို့မှာစစ်ကောင်မရှင်တပ်ကမြို့ဝင်မှာရှိတဲ့ဖျားကုန်းတပ်စခန်းမြို့ထဲမှာရှိနေတဲ့ရဲစခန်းလာဝကရုံအပါဝင်ဌာနဆိုင်ရာရုံးတွေမှာအထိုင်ချတပ်ဆွဲထားတာဖြစ်ပါတယ်။တိုင်ဝဲချင်းတွေတိုင်ဝဲချင်းတွေကတော့ဟိုဟာသူတို့လီနေနဲ့တိုက်ခိုက်မှုတွေရှိနေတော့ဒီအောက်ဘက်မှာရဲဘော်တွေအလံဖြူတွေပြရတဲ့ရဲဘော်တွေလည်းရှိတယ်ခင်ဗျစစ်တပ်ဘက်ကကျွန်တော်တော်လည်းတော်လည်းတပ်ဖွဲ့တွေဘက်ကတော်တော်များများ ဟိုအာနေရာတွေကိုကျွန်တော်တို့နေမီရှင်းလေးနေလုပ်နေပြီခင်ဗျာနှစ်ဖက်နှစ်ဖက်အောက်ဖက်မှာမြေမြေမှာတက်ခတ်တာတော့မကြအသိမကြရတော့ဘူးခင်ဗျာစစ်ကောင်မရှင်တက်ကမောတောင်မြို့ကိုတိန်ခွန်းမောတောင်လမ်းအတိုင်းစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့တာပါ တိုက်ပွဲတွေအတွင်မှာစစ်ကောင်မရှင်တပ်ဘက်ကမောတောင်မြို့ဝင်ဖျားကုန်းမှာရှိတဲ့တပ်စခန်းကနေလက်နက်ကြီးပစ်ကူပေးတာလေကြောင်းကနေဝိုင်းတွဲ jet fighter တွေနဲ့ဘုံကျဲတိုက်ခိုက်တာတို့နဲ့လည်းခုခံခဲ့ပါတယ်ဒီကနေ့မနက်အစောပိုင်းမေးမြန်းချက်အရာမြို့အေဒီယာ80ရာခိုင်နှုန်းကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနေမျိုးရှင်းလင်းရေးတွေပြုလုပ်နေပြီးဖြစ်ကြောင်းကေမျိုးသားစီယုံခရန်ယူတမဟာလီခရိုင်အတွင်းရေးမှူးဘရိုဆောအင်နာကပြောကြားခဲ့ပါတယ်ဘာကြွတ်ပြေးရလဲဆိုတော့ တိုက်ပွဲဖြစ်တာသူတို့ကြောက်ပြီးတော့သူတို့မခံနိုင်တဲ့ထွက်ပြေးတာပေါ့နော်အခုကတော့များတော့အဖြစ်80ရက်ကနိုးဆိုတော့ရှင်းသွားပြီးပြီအဲ့ဒီအကြအကျွင်းအကြလက်ခွေးတွေပဲရှိတယ်အဲ့ဒီနဲ့မြရှိလေးလုံနေတယ်ပေါ့နော် မောတောင်နဲ့တနင်္သာရီကိုဆက်သွယ်ထားတဲ့လမ်းကြောင်းကိုလည်းခဲနယ်လီပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကစပြီးစစ်ကြောအကြိမ်ကြိမ်ဖြစ်တင်တာလေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိုးစစ်ဆင်ခဲ့ပြီးမဲ့အချိန်တစ်နှစ်နီးပါးအကြာတဲ့အထိ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သလိုအခုလိုမောတောင်မြို့ကိုပါထပ်မံဆုံးရှုံးလိုက်ရတာကြောင့်တနင်္သာရီတိုင်းရဲ့အရှိတ်အကြဆုံးနယ်စပ် area တစ်ခုလုံးကို KNL ပူးပေါင်းတပ်တွေထံကိုလက်လွတ်လိုက်ရပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နိုမလာ၁၇ရက်နေ့ကစပြီးမောတောင်မြို့ကဒေသခံတွေဟာထမ်းမြမနယ်ဆက်မောတောင်စင်ခွန်နယ်ဆက်မြေအနီးမှာတန်းရှောင်နေကြရတာဖြစ်ပါတယ်။လက်ရှိစစ်ပေးရှောင်တွေအတွက်အစားအသောက်လိုအပ်မှုတွေရှိနေသလိုဈေးဝါအမိုးကာဆောင်စသဖြင့်အခြေခံရက်တည်ရေးပစ္စည်းတွေလည်းလိုအပ်နေကြောင်းစစ်ပေးရှောင်အကူအညီပေးနေသူက ပြောပါတယ်။ဒါပြင်စပေးရှောင်ပြည်သူတို့ချို့ဝမ်းပြဝမ်းလျှော်ယောဂါတွေလည်းဖြစ်ပွားမှုရှိနေကြပါတယ်။ မောတောင်မြို့ဟာထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံပရာချိုဂရီယန်ခရိုင်စင်ခုံးမြို့နဲ့ထိစပ်နေတဲ့ကုန်းသွယ်ရေးမြို့တစ်ခုဖြစ်ပါတယ်။မောတောင်ကုန်းသွယ်ရေးစခန်းကို2013ခုနှစ်မေလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့မောတောင်နယ်စပ်ကုန်းသွယ်ရေးလမ်းတစ်လျှောက်တိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့နယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းအုံပြုမှုရပ်တန့်သွားခဲ့တာဖြစ်ပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုဆက်လက်ပြီးတပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတချို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးပြည်ရင်အတွက်ဆန္ဒခံယူပွဲကို2026ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပဖို့စီစဉ်ထားတဲ့ပါလီမန်ရွေးကောက်ပွဲနဲ့တရက်ထဲပြုလုပ်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်ရှားဖြတ်အစိုးရကောင်းဆောင်မိုဟာမက်ယူနိုကကြားသပိုင်းနေမှာပြောပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အထိတောင်အာရှနိုင်ငံကိုခေါင်းဆောင်နေရတဲ့အသက်85နှစ်အရွယ်နိုဘယ်ဆုရှင်ဦးနုကသူဟာပြီးကြတဲ့နှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအုံကြွမှုကြီးအပြီးမှာလုံးဝပျက်စီးပြိုကျနေတဲ့နိုင်ငံရေးစနစ်ကိုအမွေဆက်ခံခဲ့ရတယ်လို့ပြောပါတယ်။သူ့နိုင်ငံရေးအမွေနှစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်ခြံထားရစ်ခဲ့မဲ့ပြုပြင်ပြောင်းလဲပြင်ရင်ဟာနောက်တစ်ချိန်အာနာရှင်စနစ်ကိုပြန်မရအောင်တားဆီးရမှာအဓိကကြတယ်လို့သူကပြောပါတယ်။ နောက်ကျင်းပါမဲ့လွှတ်တော်ရွေးကောက်ပွဲနေ့မှာဆန္ဒခံယူပွဲကိုတရက်ထဲတစ်ပြိုင်တည်းကျင်းပဖို့ကျွန်တော်တို့ဆုံးဖြတ်ပေးပါပြီလို့ယူနော့ကတိုင်းပြည်ကိုမိန်ကွန်းပြောရမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ဒါကပြုပြင်ပြောင်းလဲလုပ်ငန်းရဲ့ရည်မှန်းချက်တွေကိုဘယ်နည်းနဲ့မှဟန်တာနှောက်ရှက်မှာမဟုတ်ပါဘူး။ရွေးကောက်ပွဲတွေကိုပို့ပြီးပျော်ပျော်ရွှင်ရွှင်နဲ့တတတတကျင်းပသွားနိုင်မှာပါလို့သူကပြောပါတယ်။ပြီးကြတဲ့နှစ်ကလူမှုအုံကြွမှုနဲ့အစိုးရဟောင်းကိုဖျောက်ချပြီးပေါ်ထွက်လာခဲ့တဲ့ ဇူလိုင်ပတင်းညင်းလို့ခေါ်ဆိုကြတဲ့ဒီစာတန်းဟာဖေဖော်ဝါရီလကျင်းပမယ့်ရွေးကောက်ပွဲမှတိုင်မီအာဏာအတွက် ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေအကြား ပြင်းထန်တဲ့အငင်းခုန်ဆွေးနွေးမှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။သမရနဲ့လက်ရှိကြီးတက်စစ်ဦးစီးချုပ်တို့ကို ရာတပ်ပံကင်းလွတ်ခွင့်ပေးမယ်အခြေခံဥပဒေပြင်ဆင်ချက်အများအပြားကို ပါကစ္စတန်လွှတ်တော်ကကြာတာပရင်းကဒီပြုလိုက်ပါတယ် အဲ့ဒီလိုပြုလုပ်တာကြောင့်ဒီမိုကရေစီအပြန်အလှန်ထိန်းချုပ်မှုနဲ့လွတ်လပ်တဲ့တရားစီရင်စနစ်ကိုပျက်စီးစေမယ်လို့ဝေဖန်သူတွေကအတည်ပြုထားပါတယ်။၃ပုံ၂ပုံမဲနဲ့အတည်ပြုလိုက်တဲ့အဲ့ဒီ၂၈ချိန်မြောက်ပြင်ဆင်ချက်အရာကြီးတက်ဦးစီးချုပ်အစ်စ်ရဲ့အခန်းကဏ္ဍအောက်မှာဆက်အာဏာကိုပုံမိုခိုင်မာအောင်လုပ်ပေးမှာဖြစ်ပြီးဖက်ဒရယ်ဖွဲ့စည်းပုံခုံရုံးကိုလည်းတည်ထောင်သွားမှာဖြစ်ပါတယ်။မေလအတွင်းအိန္ဒိယနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပါကစ္စတန်ကြီးတက်စစ်ဦးစီးချုပ်အာဆင်မူနာကို ြင်ဆင်ချက်တွေအရဖီးမာရှယ်အဆင့်ကိုတိုးပေးလိုက်ပြီးကြီးတက်လေးတက်ရေတက်အားလုံးပေါ်ကုတ်ကဲခွင့်ရရှိသွားမှာဖြစ်ပါတယ်သူနဲ့တူအခြားထိတ်တန့်စစ်အရာရှိကြီးတွေကိုလည်းတရားစွဲဆိုခံရခြင်းမှကင်းလွတ်ခွင့်ရရှိသွားကြမှာဖြစ်ပါတယ်။အဲ့ဒီပြင်ဆင်ချက်အရကြီးတက်ဖီးမာရှယ်လေဒတ်မာရှယ်နဲ့ရေဒတ်ဗိုလ်ချုပ်ကြီးအက်ဒမိုင်ရအဆင့် ရေတပ်ဗိုလ်ချုပ်ကြီးအက်ပိုင်ရဲအဆင့်တိုးမြင့်ခံရသူတွေဟာသူတို့ရဲ့ယာတုနဲ့အဆင့်တန်းကိုယာတပ်ပံထင်းထင်းငွေရရှိထားမှာဖြစ်ကာဆက်ဝတ်စုံကိုလည်းဆက်လက်ဝတ်ဆင်ခွင့်ရှိနေမှာဖြစ်ပြီးယာစွတ်ကြောင်းအရာတရားစွဲဆိုခြင်းခံရမှုမှလည်းရင်းလွတ်ခွင့်ရရှိကြမှာဖြစ်ပါတယ်ခင်ဗျာ မဇမရေဒီယိုအစီအစဉ်ကိုဆက်လက်အသံလွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးအပတ်စဉ်ကဏ္ဍအနေနဲ့ key to help အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မင်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ ဒီနေ့ဗီဒီယိုလေးထဲမှာတော့ခေါင်းယောဂာနဲ့တခြားအဆက်ရောင်ယောဂာတွေအကြောင်းနဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေဘာကြောင့်ခေါင်းယောဂာဖြစ်ပေါ်လာရတာလဲတခြားအဆက်ရောင်ယောဂာတွေနဲ့ဘယ်လိုတွေကွာခြားမှုရှိသလဲဘယ်လိုကာကွယ်ရမလဲစတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့အခန်းကဏ္ဍတွေကိုကြဲကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမပိုင်းမှာတော့ခေါင်းယောဂာနဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုကြဲကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခေါင်းယောဂာဆိုတာဘာလဲ ကောက်ယောဂါဆိုတာက uric acid များပြပြီးတော့ acid အတွင်းမှာ crystal acid မြင့်တွေစုပုံပြီးတော့ဖြစ်ပွားတတ်တဲ့ acid ရောင်ယောဂါတစ်မျိုးဖြစ်ပါတယ်။ရုတ်တရက်အလွန်ပဲနာကျင်ကြိုက်ခဲစေတတ်ပြီးတော့မကြာခဏဆိုသလိုပဲချင်းမျက်စစ် big tone မှာစတင်ဖြစ်ပွားလေးရှိပါတယ်။ကောက်ယောဂါထတာဟာရုတ်တရက်ဖြစ်တတ်ပါတယ်။အထူးသဖြင့်ညက VR တွေအများကြီးတောင်းမိလိုက်တယ်အရက်တွေအများကြီးတောင်းမိလိုက်တယ်မနေ့ကျတော့ခြေမကြီးရှောင်ပြီးတော့နာလာတာမျိုးဖြစ်ပါတယ် ရောင်တဲ့အစ်စ်ဟာပူနေတက်ပြီးတော့ထိလိုက်တာနဲ့မခံမရက်နိုင်အောင်နာတာမျိုးဖြစ်တတ်ပါတယ်။ဖြစ်ပေါ်ရတဲ့အကြောင်းရင်အဓိကအကြောင်းရင်းကတော့ uric acid ပမာဏသွေးထဲမှာမြင့်တက်နေတာကြောင့်ဖြစ်ပါတယ်။ uric acid ထုတ်လုပ်မှုများတာ protein တက်ကျွဲဝါတဲ့အစားအစာတွေအလွန်ကျွံစားသုံးတာ protein တက်ကျွဲဝါသောအစားအစာများအလွန်ကျွံစားသုံးခြင်းအထူးသဖြင့် protein တက်မြင့်မားတဲ့အစားအစာများအနေရောင်အသားများစိတ်သားအမဲသားအသည်ကြောက်ကပ်အုံနှောက်လိုမျိုးကိုရင်းအင်္ဂါတွေ ပင်လယ်စာတွေဥပမာငါးသက်တာကနန်းဂုံကောင်ပဲစစ်ဆက်ပဲမျိုးမျိုးအလွန်ကျွန်စားသုံးတာတွေကြောင့်ဖြစ်ပါတယ်ယူရက်အက်ဆစ်ကိုကြောက်ကပ်ကနေစွန့်ထုတ်နိုင်မှုနည်းခြင်းကြောက်ကပ်လုပ်ငန်းမှန်မှန်မလုပ်ဆောင်နိုင်ခြင်းအရက်အလွန်ကျွန်တောက်တုံးခြင်းအထူးသဖြင့်ဘီယာတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်တခြားသောအကြောင်းရင်းတွေကတော့အဝလွန်ခြင်းမိသားစုရာဇဝင်ရှိခြင်းမျိုးရိုးလိုက်ခြင်းစေဝါတချို့စီစီတွေရေဓာတ်ခန်းချောက်ခြင်းတို့ဖြစ်ပါတယ်ယောဂလက္ခဏာများ ခေါက်ယောဂရဲ့ယောဂလက္ခဏာတွေဟာရုပ်တရက်အလွန်မင်းပေါ်ပေါက်လာတတ်ပြီးတော့ညဘက်မှာပိုပြီးဖြစ်တတ်ပါတယ်။ပြင်းထန်စွာနာကျင်ကြိုက်ခဲခြင်းထိရုံနဲ့မခံမရနိုင်အောင်နာကျင်တတ်ပါတယ်။အဆက်တွေရောင်ရင်းနှီးမြန်းခြင်းထိတ်ကျဉ်ဆိုင်ကြည့်မယ်ဆိုရင်သိတာထင်ရှားစွာပဲကြွားချမှုရှိပါတယ်။အပြားတက်ခြင်းချမ်းတုံခြင်းလှုပ်ရှားမှုကန့်သတ်ခံရခြင်းအဆက်ရောင်ရမ်းမှုကြောင့်လှုပ်ရှားရခက်ခဲပါတယ်။ဘယ်သူတွေမှအဖြစ်များတယ်လဲ။ Uric acid များစေတဲ့အစာအသောက်တွေ အရက်ဘီယာကလီဇာတွေဟာယူရိကအက်ဆစ်ကိုများစေတာကြောင့်အဲ့ဒီအစားအစာတွေကိုအစားများတဲ့သူတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အဝါလွန်ခြင်းအဝါလွန်တာကယူရိကအက်ဆစ်ကိုပိုထွက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။တချို့သောဆေးဝါးများ aspirin aspirin သွေးကျဲစေ thiazide အမျိုးအစားစီစေ ACEI အမျိုးအစားသွေးကျစေ beta blockers အမျိုးအစားသွေးကျစေတွေဟာ uric acid ပမာဏကိုမြင့်တက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။ မိသားစုမျိုးရိုးရှိရင်မိသားစုဝင်ထဲမှာကောက်ရောဂါအခံရှိရင် ဖြစ်နိုင်ခြင်းများပါတယ်။အသက်အရွယ်နဲ့ကြားမှာကောက်ရောဂါဟာအမျိုးသားတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အမျိုးသမီးတွေမှာလည်းသွေးဆုံးပြီးတဲ့အချိန်မှာအရင်ကထက်စာရင်ပိုပြီးတော့ဖြစ်နိုင်ခြင်းရှိပါတယ်။အမျိုးသားတွေကတော့အသက်30နဲ့50ကျားမှာပိုဖြစ်တတ်ပြီးတော့အမျိုးသမီးတွေကတော့မီးရသွေးဆုံးပြီးတဲ့အချိန်မှာပိုပြီးဖြစ်တတ်ပါတယ်။နောက်ဆက်တွဲဖြစ်နိုင်တဲ့အကျိုးဆက်များကောက်ရောဂါခဏခဏပြန်ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာကောက်ယောဂဟာတက်နှစ်တန်းမှာအကျိန်များစွာဖြစ်နိုင်ပါတယ်။ယောဂပြန်မဖြစ်အောင်ဆေးသေးချာတောက်ဖို့လိုအပ်လိုအပ်ပါတယ်။မကုသပဲထားမယ်ဆိုရင်ကောက်ယောဂဟာအဆက်တွေပြတ်စည်းစေပါတယ်။ထိုဖီများဖြစ်လာခြင်းထိုဖီဆိုတာဟာ urate crystal တွေအများကြီးစုပုံလာပြီးတော့အပူပူတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။လက်ချောင်းတွေလက်တွေခြေထောက်တွေတံတောင်ဆက်တွေမှာဖြစ်တတ်ပါတယ်။ကြောက်ကတ်မှာကြောက်တည်ခြင်း urate crystal တွေဟာကြောက်ကတ်မှာပါစုပုံပြီးတော့ကြောက်တွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုယောဂသက်သာပေးမယ်လဲတောက်လျှောက်တောင်းနေဖို့လိုအပ်ပါတယ်။ကုသမှုနဲ့ကာကွယ်မှုဆေးဝါးနဲ့ကုသခြင်းနာကျင်ကြိုက်ခဲမှုသက်သာစေဖို့အတွက် NSH Ibuprofen Naproxen Cochizin Steroids ယူရက်အဆိပ်ပမာဏကိုလျှော့ချပေးတဲ့ဆေးများအလိုပူရနောဖာဘောက်စတက်တောက်သုံးခြင်းဒရေပြရမယ့်အချက်ကတော့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးသင့်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းရေမြများတောက်ပါ ယူရက်အက်ဆစ်ကိုစီးအဖြစ်စိုးထုတ်ဖို့အတွက်အထောက်အကူပြုပါရယ်။အရက်ရှောင်းမှာအထူးသဖြင့်ဘီယာဟာယူရက်အက်ဆစ်ကိုတိတိတသားမြင့်တက်စေပါရယ်။ကျန်းမာရေးနဲ့ညင်ညွတ်တဲ့ကိုယ်အလေးချိန်ကိုထိမ့်သိမ်းပါ။ကိုယ်အလေးချိန်များလို့ရှိရင်ခေါက်ရောဂါဖြစ်နိုင်ခြေပိုများပါရယ်။ပရိုတင်းဓာတ်ကျွဲဝတဲ့အစားအစာတွေကိုချင့်ချိန်စားသုံးပါ။အထူးသဖြင့်ပိုရင်းဓာတ်မြင့်မားတဲ့အစားအစာတွေကိုလျှော့စားပါ။တိထားတဲ့အရေးကြီးတဲ့အချက်ကတော့အစစ်ရောင်တိုင်းဟာခေါက်ရောဂါမဟုတ်ပါဘူး။တခြားသောအစစ်ရောင်ရောဂါတွေလည်းဖြစ်တတ်ပါရယ်။ ဒါကြောင့်ဆက်လက်ပြီးတော့ခေါက်ယောဂာနဲ့ဆင်တူပြီးတော့ခေါက်ယောဂာလို့အထင်မှားနိုင်ကြတဲ့တခြားသောအဆက်ရောင်ယောဂာတွေအကြောင်းကိုဆက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အဆက်ရောင်နာကို ဖြစ်စေတဲ့ယောဂာပေါင်းများစွာရှိပါတယ်။ခေါက်ယောဂာနဲ့အများဆုံးမှားတတ်တဲ့ယောဂာတစ်ခုကတော့ Rheumatoid Arthritis RA ဖြစ်ပါတယ်။အဲ့ဒီယောဂာနှစ်ခုကိုခွဲခြားသိရှိဖို့အတွက်အရေးကြီးပါတယ်။ Rheumatoid Arthritis RA Rheumatoid Arthritis RA ဟာကိုယ်ခံအားကမကမ ဖြစ်ပြီးတော့အဆက်ရောင်ချင်း ်ကောက်ရောဂါကဇီဝကမဖြစ်စဉ် uric acid များခြင်းကြောင့်ဆိုရင်အာရီကတော့ autoimmune disease တစ်မျိုးဖြစ်ပါတယ်ခနာကိုရဲ့ကိုခေါင်းစနစ်ကမိမိရဲ့အစစ်တွေကိုမှားပြီးတိုက်ခိုက်တဲ့အတွက်နာတာရှည်အစစ်ရောင်ရမ်းခြင်းကိုဖြစ်စေတာပါ။ကောက်ရောဂါနဲ့ rheumatoid arthritis RA ရဲ့အဓိကကွာခြားချက်တွေကတော့ကောက်ရောဂါကရုတ်တရက်အလွန်မဲနာကျင်တာကစတင်တက်ပြီးတော့ RA ကတော့တဖြည်းဖြည်းစတင်ပြီးတော့နာတာရှည်ဖြစ်တတ်ပါတယ်။ ။တရားမှုအနေနဲ့ကောက်ရောဂါကတစ်ဖက်တည်းဥပမာညာဘက်ခြေမလိုမျိုးနေရာမှာစဖြစ်တတ်ပြီးတော့အာရီကတော့နှစ်ဖက်စလုံး symmetrical ဥပမာလက်ကောက်ဝတ်နှစ်ဖက်စလုံးစသဖြင့်ဖြစ်ပေါ်တတ်ပါတယ်။ရောင်ရမ်းမှုအနေနဲ့ခေါရောဂါကနှီးမြန်ပူပြီးတော့ရောင်ကိုင်းနေတာအရေပြားကတင်းပြီးတော့တောက်ပြောင်နေပြီးတော့အာရီကတော့ရောင်ရမ်းနေပေမဲ့ခေါရောဂါလောက်မတောက်ပြောင်ပါဘူးတခြားလက္ခဏာတွေနဲ့ရေရှည်ဆိုးကျိုးတွေကတော့ခေါရောဂါဟာအပြားတက်နိုင်ပြီးတော့အစစ်ထဲမှာထိုဖီလို့ခေါ်တဲ့ uric acid ခရစ်စတယ်အလုံးတွေဖြစ်နိုင်ပါတယ်။အာရီကတော့မောဘန်းနန်းနေတာဖျားတာကိုအလေးချိန်ကြတာနဲ့ရေရှည်မှာတော့အစစ်ပြက်စီးပြီးတော့ပုံပြက်သွားနိုင်ပါတယ်။ကောက်ရောကနေမှားတက်တဲ့တခြားသောအစစ်ရောင်ရောဂါတွေကတော့အယုံနုပြုံတီးခြင်းအသက်ကြီးလာခြင်းအစစ်ကိုထိခိုက်တံရရခြင်းအလေးချိန်များခြင်းကြောင့်အယုံနုတွေပြုံတီးသွားတာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။လက္ခဏာတွေကတော့လှုပ်ရှားမှုနဲ့အတူနှာလာပြီးတော့အနားယူလိုက်ရင်တော့တက်တာသွားပါတယ်။မနက်စောစောမှာတော့ထုံကျဲမှုအနည်းငယ်ရှိနိုင်ပါတယ်။ ။ကောင်းတဲ့ကွာခြားချက်ကတော့ OA ကရောင်ရမ်းမှုတိတ်မပြင်းထန်ပဲ uric acid နဲ့မဆိုင်တာပါ။ bacteria ကြောင့် acid ပြေတဲခြင်း bacteria ပိုးဝင်ပြီးတော့ acid ထဲမှာပြေတဲခြင်းကြောင့်ဖြစ်ပေါ်တတ်တဲ့ရောဂါပါ။လက္ခဏာတွေကတော့ခေါင်းလိုပဲရုတ်တရက်ပြင်းပြင်းထန်ထန်နှာတက်ပြီးအပြားကြီးနိုင်ပါတယ်။ကောင်းတဲ့ကွာခြားချက်ကတော့ stiffic arthritis ဟာအရေးပေါ်ယောဂဖြစ်ပြီးတော့ဆေးရုံတက်ရောက်ကုသဖို့လိုအပ်ပါတယ်။အစစ်ထက်ကအရေးကိုစုပ်ယူကြည့်ဖို့လိုအပ်ပါတယ်။အတုကောင် ယူရိကအက်ဆစ်မဟုတ်ပဲကယ်လ်ဆီယမ်ဖီရိုဖော့စဖိတ်ခရစ်စတယ်ရီစုပုံခြင်းကြောင့်ဖြစ်ပေါ်တတ်တာပါ။ခေါင်းရောဂါနဲ့လက္ခဏာဆင်တူပါတယ်။ခေါင်းနဲ့ကွာခြားချက်ကတော့တက်ရောက်မှုကဒူးကအဓိကဖြစ်ပြီးတော့ချိန်မထက်ဒူးမှပိုဖြစ်တတ်တာပါ။ယောဂအမျိုးအစားတွေကိုဘယ်လိုခွဲခြားသိနိုင်မလဲ။ဆရာဝန်တွေကအောက်ပါနီလန်းတွေနဲ့ယောဂအမည်တက်လိရှိပါတယ်။ယောဂရာဇဝင်မင်းမြန်းခြင်းဘယ်အဆင့်နာတယ်လဲဘလို့နာတယ်လဲမိသားမိသားစုထဲမှာရှိသလားသွေးစစ်တာ ခေါင်းအတွက် uric acid ပမာဏကိုကြည့်ပြီးတော့ RA အတွက် rheumatoid factor RF နဲ့ anti-CCP ဆိုတဲ့ antibody တွေကိုရှိမရှိစစ်ဆေးပါတယ်။အစစ်ရေဆုပ်ယူစစ်ဆေးခြင်းအစစ်ထက်ကအရေကိုချောင်းသွဲတန်းနဲ့ဆုပ်ယူပြီးတော့မှန်ဘလူးအောက်ကြည့်က crystal အမျိုးအစား uric acid လား calcium လားခွဲခြားပါတယ်။ဓာတ်မှန်ရိုက်ခြင်းဖြင့်အစစ်ပျက်စီးမှုပုံစံကိုသိနိုင်ပါတယ်။ အစစ်နာပါကမိမိသဘောနဲ့မိမိမှန်းဆကုသတာကရှောင်ကျင်ပြီးတော့ဆရာဝန်နဲ့ပြတာကမှန်ကန်တဲ့ယောဂနာမည်တက်ပြီးမှကုသမှုခံယူသင့်ကြောင်းအကြံပြုလိုပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF ဆောင်းပါးတွေကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလေကျမတို့ရဲ့ Key to Health Season ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရည်နဲ့ဗဟုသုတရရစေမယ့်အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တွေမှာနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်

ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မင်းမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ် ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမဗီဒီယိုပဲဖြစ်ပါတယ်နောက်ဆက်ငယ်ကြသူတွေအားလုံးကျန်းမာကြပါစေရှင်